အားလုံးပဲမင်္ဂလာပါရှင်စောစောမြန်မာ channel မှာကြိုဆိုပါရစေတိဆက်ပြခြင်းတဲ့အကြောင်းအရာလေးကတော့ဘောဂဝရီတိုက်ဆက်မှန်ရင်တိကိုတိထားရမယ့်အကြောင်းများပဲဖြစ်ပါတယ်ဘောဂဝရီအဆက်နွယ်တွေရဲ့စိတ်ကအပြောင်းလဲမြန်ကြတယ်မနက်ကဆုံးပြတ်ချက်နဲ့ညနေဆုံးပြတ်ချက်ချင်းတော့မတူကြပါဘူးအပေါင်းတင်တဲ့လိုကောင်းသောမိတ်ဆွေဆိုတာရှားပါတယ်နနေအတ္တကြီးတွေထဲမှာပါတယ်ဘသူနဲ့ဖြစ်ဖြစ်အလေးထားတာခံကျင်ကြတယ် မိသားစုမိဆွေတငယ်ချင်းကိုတန်သောစဉ်ရှိတဲ့သူတွေက ကိုမကိုဆိုပြီးတော့ဖြစ်စေခြင်းကြတယ်။တခါတလေ ထင်းသလိုမဖြစ်လာရင်တယောက်တည်းဒေါသထွက်စိတ်ခံစားနေတတ်တယ်။ဘာမှစိတ်မပါတော့ပဲစိတ်တူလွယ်နေတာမျိုးတွေဖြစ်လိမ့်မယ်။ဘသူစကားမှနားမထောင်ပဲတစွထိုသမားတွေပါ။သူတို့ချစ်တဲ့သူစကားအလေးထားတဲ့သူကပြောတဲ့ဆုံးမစကားတွေကိုတော့နားထောင်တတ်ပါတယ်။ ဖြစ်ချင်တာတွေဖြစ်မလာရင်အရွယ်တိုက်တက်တဲ့သဘောထားရှိပါတယ်။ဒေါသထွက်ရင် ဘလို့မှထိန်းချုပ်မရတဲ့သူတွေပါ။ဘဝဝရီတိုက်ဆက်အများစုကငွေကြေးရှာဖွေရလွယ်ကူပါတယ်။လှူဒန်းရက်ရောတဲ့မိမိလက်ထဲငွေရှိရင်လက်ဖွာတယ်။အလောင်းကစားလုပ်လို့မရပါဘူး။ရှိသမျှအကုန်ပြုတ်ပြီးပြက်စီတက်ပါတယ်။အစဉ်ပြေလဲခဏပါ။သူများအသက်နဲ့စီးပွားရှာလို့မရပါဘူး။မိသားစုပါအထိခိုက်လာတတ်ပါတယ်။ကုသိုလ်လုပ်လုပ်ကြပါ အကုသို့အလုံးနဲ့စီးပွားရှာရင်ဘဝပါအပြတ်ပါလိမ့်မယ်။ခြေလေးကြောင့်သာစားမရပါဘူး။ဖုံးကန်နေပြီးနှုတ်အားပေါ်ပျက်စီးတတ်ပါတယ်။မျိုးသမီးတွေအနေနဲ့သပင်ကိုညှက်မရပါဘူး။ဖုံးကန်နဲ့တိုက်ကြိုးဆက်သွဲတဲ့အရာဖြစ်ပါတယ်။သပင်ရှည်လေးဖုံးကန်တက်လေအပြိုင်အဆိုင်အကြံစီအောင်လေဖြစ်ပါတယ်။ညှက်မိရင်တော့တစ်ခုပြီးတစ်ခုပြဿနာကြုံတွေ့ရတတ်ပါတယ်။ ခေါင်းမူခေါင်းကြိုက်တာ ခနာကိုလေးပြီးမထကျင်တာဖိုက်အောက်တာမျိုး မိသားစုအစင်မပြေတာတွေကြုံတွေ့ရတတ်ပါတယ်။နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ဘုဒ္ဓရာဇာများကိုအဆက်မပြတ်တိကျမှဖြစ်တဲ့အတွက် Channel ကို Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ။ Notification ပဲလဲနှိပ်ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။